အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ပုံမှန်မလောက်တာကြာပြီဖြစ်တဲ့ knowledge sharing ဗီဒီယိုလေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုနောက်ပိုင်းကျွန်တော်တို့နေဒီဘက်မှာပါအတွေ့အများလာတဲ့မှန်ကုန်းဖုန်းတွေမှာ UV glass တွေကိုကက်တဲ့အခါမှာစောင်းရံရှောင်းရံတိထားတဲ့အကြောင်းအရာတွေကိုအဲတုံးဆွဲသူ user နားလည်အောင်အလွယ်တကူရှင်းပြပေးမှာဖြစ်ပါတယ်။ UV tempered glass နဲ့ပတ်သက်ပြီးကျွန်တော်တို့ကြုံတွေ့ရတဲ့ပြဿနာတော်တော်များများကိုကျွန်တော် live stream မှာတော့တစ်ခေါက် ကျွန်တော်နဲ့ viewer တွေစကားပြောဦးတယ်ပေါ့နော်ဘလို့တွေ့ကြုံရတဲ့အကြောင်းတွေရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းကအတွေ့များလာတယ်ကျွန်တော်တို့ရှိမှလည်းဒီ error တွေကခဏခဏအဖြစ်များလာတော့ဒီ UV glass မကတ်ခင်မှာတိထားတဲ့ဆောင်းရံဆောင်းရံအချက်တွေဘလို့အနေထားတွေမှာကတ်တဲ့နေဆိုတာကိုဒီလိုဗီဒီယိုလုပ်ပေးလိုက်တာဖြစ်ပါတယ် UV glass ကကောင်းလားဆိုရင်တကယ်ပြောရင်ကောင်းပါတယ်ကျွန်တော်မှန်ခုံးဖုံး အသုံးပြုသူတွေအနေနဲ့ဆိုရင်တော်တော်များများကမှန်ကိုဟိုကာကွယ်ဖို့အတွက် UV glass ကိုတုံးကြတယ်လို့ UV glass ရဲ့ကောင်းတဲ့အချက်ဒီမှာကက်လိုက်ပြီးဟိဆိုရင်ကျွန်တော်တို့မှန်ရဲ့ကြည်လင်ပြတ်သားမှုကိုထိခိုက်မှုနည်းတယ်လို့ကြည်လင်ပြတ်သားမှုဆိုကြည်ကြည်လင်လင်ကြည့်လို့ရတယ်လို့ test sensitivity ကောင်းကောင်းနောက်ဒါ fingerprint sensor ပါညာကောင်းကောင်းနဲ့တုံးလို့ရတယ်အဓိကပြဿနာ glass ဆိုရတဲ့ UV tempered glass ကို ကတ်ဖို့အတွက်အသုံးပြုရတဲ့ကျွန်တော်တို့စေးရီပိုးပြကော်ပေါ့အဲ့ဒီ UV ကော်တွေကဒီကတ်တဲ့သူကတည်တည်ချာချာကျွမ်းကျင်မှုမရှိတာမျိုးအာကျွန်တော်တို့ပိုရှန်ပြီးတော့ဘေးဘောင်တွေပေါ်ကျသွားတာမျိုးဒါမှမဟုတ်ရင်ကိုယ့်ရဲ့ခလုတ်တွေပေါ့နော်အထူးသဖြင့်ခလုတ်တို့ speaker box တို့အာ nejet box ဒါမှမဟုတ်ရင်ကျွန်တော်တို့အာသွင်းပေါက်တွေလည်းဝင်တဲ့အချိန်မှာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်တယ်အဲ့ဒီ UV မှန်ကတ်တာတကယ်တော့ခက်ခက်ခက်ခဲလည်းမဟုတ်ဘူးဒါပေမဲ့ လိုအပ်တာထက်ကော်ကိုပို့သုံးတဲ့အခါမျိုးမှာမလိုလားအပ်တဲ့ကိုယ့်ရဲ့တင်းချီတန်တဲ့ဖုန်းတွေပျက်စီးနိုင်တယ် UV glass ရဲ့တန်ကြီးကတကယ်တမ်းပြောရင်အခုချိန်တော့3000ခွဲ4000လောက်တော့ဆိုင်တွေကတောင်းကြမယ်ထင်တယ်ကျွန်တော်တို့တော့ဆိုင်မှာတော့ UV glass မရောဘူးဒါဘာလို့ဒီ UV glass knowledge အကြောင်းကိုပြောရတာလဲဆိုရင်ခဏခဏကျွန်တော်ကျွန်တော်ကျွန်တော်ကိုယ်တိုင်ကိုဒီရက်ပိုင်းမှာဖုန်း၄လုံးလောက်ပြဿနာ ရှင်းပြခဲ့ရဘူးတယ်ဘာလို့ဆိုတော့အာကျွန်တော်တို့ရှိမှာထုံးစံတိုင်းပေါ့ဗျာ uh, accessories တွေကြီးတီးတဲ့ရောင်းတဲ့ဆိုင်တစ်ခုမှာသွားကတ်တယ်၃ရောင်းတော့ကျွန်တော်တပတ်တွင်းမှာ၃လုံးဖြစ်တာပထမ Note 14 Pro Plus 16512ဝယ်သွားတယ်နောက်ရကြတော့ဆိုင်ကိုပါဝါမတက်ဘူးဆိုပြီးပြန်လာတယ်ပြန်လာဟုတ်ပြီအာကျွန်တော်တို့ကဩဒါကဟိုဖုန်း error လားဆိုပြီးတော့ तू ကအဲ့ customer ဆိုရင်ဆိုင်ကရောင်းတဲ့ကလေးကပြောလိုက်တယ် UV glass ကတ်မယ်ဟိဆိုရင်တေချာဟိုကျွန်းကျွန်းကျင်ကတ်တဲ့ချိန်မှာကတ်မကတ်ရင်ပူအဆင်ပြေတယ် UV glass ကတ်တဲ့နေရာမှာကျွန်းကျင်တဲ့အချိန်မှာအဲ့ဒီထဲကိုဟဟလား UV core တွေဝင်သွားရင်ပြဿနာတက်မယ်ဆိုတော့စကက်ကက်ချင်းတော့ဗျာအဲ့ကောကဟိုဒီ blue ray ပြပြီးတော့မှ UV ပြပြီးတော့မှပူကက်တာဆိုတော့မှန်ပြဿနာမရှိဘူးသူအိမ်ပြန်ရောက်တဲ့အချိန်မှာခဲသွားပြီခဲသွားတော့ဖုန်းကြီးက power button တွေ volume button တွေကလုံးဝနှိပ်လို့မရတော့အဲ့မှဆိုင်လာပြရောခုနပြောတဲ့ပြန်ဆက်ရအဲ့တော့ power မပွင့်တော့ဘူးဆိုတော့ဟုတ်ပြီအဲ့ဒါနဲ့ပြဆိုတော့သူဆိုတော့ဒေါ်ကြီးမောကြီးနဲ့ယောက်ချာပေါ့ကျွန်တော်တို့အဲ့မှဆက်လိုက်တော့ကြတော့ဘာလို့ဆိုတော့အဲ့ UV core ဝင်နေတဲ့ပြဿနာတွေတော့ကျွန်တော်တို့မလုပ်ပေးရအောင်ဆိုတော့အဲ့ဒီ UV core ကိုဟိုခွာဖို့အတွက်ဆိုတော့နောက်ကနောက်ဖုံးကြီးကိုလှက်လှက်ပြီးတော့အတိအချတန်ရှင်းရေးလုပ်ပြီးတော့ဈေးပေးလိုက်တော့ပါဝါတော့ပြန်ပွင့်သွားတယ်။ဒါပေမဲ့ဘာပြောပြပြကိုကဒီနေ့မှဖုံးအစ်စ်ဝယ်ပြီး nested မှာကိုဖုံးကြီးနောက်ဖုံးလှက်ရတဲ့ပြဿနာမျိုးကြုံရတာတော့ဟိုကျင်းနေစရာမရှိဘူးဗျာ။ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တီးသလောက်အဒီယာကိုပြောပြမယ်ဆိုတော့ light share ကြည့်တော့ဘာမဆိုးပေါ့နော်။ဘာမဆိုးဆိုတော့တော်တော်များများသိကြမယ်။သူတို့အဲ့လို UV glass ကတ်တဲ့နေရာသူတို့ကတော့သူတို့ကိုယ်တိုင် ုတ်ရောင်းတာပေါ့နော်အသူရှိမှာအဲ့တကယ်လို့အဲ့လို UV glass ကပ်မယ်ဟဲ့ဆိုရင် तू ကတော့တည်တည်ချာချာအဆင်ပြေအောင်ကပ်ပေးမယ်ဟာလာနှစ်ချက်ပေါက်ဒီဒီအာနောက်နှစ်ချက်ပေါက်အာ type c ပေါ့အာ type c ပေါ့ဆိုတာ charging ပေါ့ဗျာ charging ပေါ့နောက်ဟိုကျွန်တော်တို့ဒီခလုတ် ဘေးဖောင်ဖေညာအားလုံးကို तू ကတေချာဆက်ကူနဲ့ကတ်ပြီးတော့ဟိုအမားကြီးမဖြစ်အောင်တော့အတတ်နိုင်ဆုံးစူးစမ်းပြီးကတ်ပြီးမယ်ဒါပေမဲ့ UV core ဝင်သွားတဲ့ပြဿနာဆိုရင်တောင်းဝင်မြူနိုင်ပါဘူးဆိုပြီးတော့ဘာမဆိုကဒီ UV glass ရဲ့ risk အကြောင်းကိုမကက်ခင်မှာ အဲ customer ကိုလက်မှတ်ထိုးခိုင်းပြီးတော့မှကတ်ပေးမယ်လို့တော့ပြောတယ်အဲ့ဒါမျိုးကို तू က2020တွေကတင်ထားတာတွေးတယ်နောက်ပြီးရင်ဒီ Ubicon နဲ့ပြဿနာနဲ့ပတ်သက်ပြီးအခမ်းအနုံကတော့ Samsung ဖြစ်လိမ့်မယ်ထင်တယ်ဗျ Samsung company ကသူ့ရဲ့ official page မှာကိုမမင်းရဆိုမနစ်ကလာမသိဘူးကျွန်တော် post link တွေအကုန်လုံးက YouTube မှာဆိုလဲကျွန်တော်ဒီဟိုမှာထည့်ပေးထားမယ် comment မှာထည့်ပေးထားမယ် Facebook မှာလည်းအတူတူပဲအဲ comment မှာဝင်ကြည့်လိုက်သူတို့ကြော်ညာထားတဲ့အရာတွေဒီ Samsung ကဘယ်လိုရေးထားအောင်ဆိုတော့ဟုတ်ပြီ Ubicon နီးပညာ UV glass ပေါ့နော် UV glass ကမှန်ခုံးဖုံးလေးနဲ့တွင့်တော်ပြီးတော့ကောင်းတာမှန်နေဒါပေမဲ့ကတ်တဲ့အချိန်မှာ UV တွေဟာအခက်မတင်လို့ကိုယ့်ရဲ့ဘေးပေါင်တွေကိုစားသွားတာမျိုးအထူးသဖြင့်သူပန်ပေါက်ထဲဝင်သွားလို့ပန်ကြီးစားပြီးပြက်စီးသွားတာမျိုးတို့နောက်အာဟိုအာသွင်းပေါက်ထဲဝင်အာသွင်းလို့မရတာမျိုးအစိုးဆုံးကတော့ခုနကပြောသလိုကျွန်တော်တို့ဒီ power button တွေထဲမှာ ရှန်ကြသွားပြီးတော့အဲပါဝါဘတန်ကြီးနှိမ့်လို့မရတော့တဲ့ပြဿနာတွေကိုသူကအများဆုံးခံရတာဖြစ်တဲ့အတွက် UV နဲ့ပတ် UV glue နဲ့ပတ်သက်ပြီးတော့တာဝန်မယူနိုင်တဲ့အကြောင်းဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုသူ့ရဲ့ page မှာဆန်းဆောင်းရလဲ ကြော်ညာထားတယ်အဲ့ဒါကျွန်တော်လင်းလဲထည့်ပေးသလိုဒီမှာလည်းသူတို့ကြော်ညာလေးတော့ screen record လုပ်ပြီးတော့ပြပေးလိုက်မယ်အဲ့တော့အတိထားတဲ့နာကကျွန်တော်တို့က UV glass ကတ်တော့မဟေးဆိုရင်ကောင်းတယ်မှန်တယ် UV glass ကြီးကျွန်တော်ရှေ့မှာပြောခဲ့သလိုအဲဒီ screen ကိုကြည့်ရတဲ့အတွက်ကြည်လင်ပြတ်သားမှုကောင်းတယ်နောက် touch sensitivity ပါနေရလဲအဲ smooth ဖြစ်ဖြစ်သုံးလို့ရသလို fingerprint ပေါ့နော် anti display fingerprint ပါရင်လည်းကောင်းတယ်ဆိုတဲ့အနေထားကြီးရအောင်အကျန်းခံနိုင်တဲ့နှုံလည်းကောင်းတယ်ဒါပေမဲ့အဲ့ဒါတွေကောင်းဖို့အတွက်ကတ်တဲ့နေရာမှာကိုကတ်တဲ့ဆိုင်ရဲ့အဲကျွမ်းကျင်မှု ရှိဖို့လေလိုအပ်တယ်เนาะအာဟိုနောက်ပြီးတော့နောက်ထပ်ဆိုးတာရှိတယ် UV glass တွေကကျွန်တော်ကက်လိုက်ပြီးတော့အနည်းဆုံး2လခွဲ3လနေရင်ခွာပြီးတော့အာတစ်ခေါက်လောက်တော့ပြန်လဲတင်တယ်ဒါမှမဟုတ်6လလောက်တစ်နှစ်လောက်ထားလိုက်တယ်ဟိဆိုရင်အဲ့ UV ကော်တွေကမှန်တဲ့တသားတွေဖြစ်သွားပြီးတော့ပြန်ခွာတဲ့နေရာမှာအခက်ခဲဖြစ်တတ်တာမျိုးတွေ့ရတယ်အဲ့လိုမျိုးလဲကျွန်တော်တို့ကြုံမှုပါတယ်အဲကျွန်တော်တို့ကက်စတမာတွေကပဲအမေသင်းက ကိုတယောက်ကဆိုင်းရနေပြီးတော့ပစ္စည်းဝယ်သွားတယ် CB2 မှာအဲ့လို UV glass ကတ်ချထားတာသူပြန်ခွာလို့မရတော့ခွာလို့မရတော့ဆိုင်းကကျွန်တော်တို့ကတော့ကိုယ်ဆိုင်းရံကိုလည်းအလုံးဆိုတော့လုတ်ပေးတယ်ကတ်တာတော့ကျွန်တော်တို့ကတ်တာမဟုတ်ဘူးဟိုဟာဒီကောင်ကိုခွာဖို့အကိုဘေးမှာထိုင်ကြည့်အခက်မသိလို့ဟိုကွဲရင်မှန်ပျက်စီးသွားတယ်ဟိဆိုရင်တော့ကျွန်တော်တို့တော့ဟိုတာဝန်မယူနိုင်ဘူးပေါ့နော်ကိုယ်လည်းရောင်းထားတာမဟုတ်ဘူးဆိုတော့အဲ့ဒါတေချာထိုင်ခွာပြီးတော့တနအိခွဲလောက်ကြပါတယ်ခွာရတာအဲ့လိုဖြစ် နိုင်တာဖြစ်တဲ့အတွက်ကတော့ကိုက UV Temper Glass Cap ပြီးဟေးဆိုရင်3000ကျွဲ4000ကိုမနှမျောပါနဲ့2လတစ်ကြိမ်ဒါမှမဟုတ်3လတစ်ကြိမ်ဝင်းကျင်မှာတော့ဒီ UV မှန်မကွဲတာခွာလဲတဲ့အနေအထားမှာရှိတယ်အဲနောက်ပြီးရင်အဲတချို့အဲဒီတင်သွင်းတဲ့သူပေါ့နော်အဲဘာမှမစိုးပဲပြောတာကတော့သူတို့ကတော့အာဟို UV ကောကောင်းတဲ့ဟာကိုတုံးထားတဲ့ glass ကိုတုံးနေဟိဆိုရင်တော့ကျွန်တော်တို့အနေနဲ့အဲ့လိုမှန်ခွာတဲ့နေရာမှာအခက်အခဲမရှိဘူးလို့တော့သူတို့ပြောထားတဲ့ဟာမျိုးတွေ့ရတယ်။နောက်ထပ်ပြဿနာကအခုနပြောတဲ့ UV core တွေကြောင့်ပဲပေါ့နော်။ကတ်တဲ့သူရဲ့ကျွမ်းကျင်မှုမရှိတဲ့အခါမျိုးမှာအ UV core တွေဟာဖုန်းပေါင်းတွေကိုရှန်ကြလို့စားသွားတာမျိုးဖုန်း power button တွေမပွင့်တော့တာမျိုးကျွန်တော်တို့တော်တော်များများကျွန်တော်တို့နေမှာကိုခြုံတွေ့ရပြီပေါ့နော်။အဲ့တော့ကိုကကတ်တော့မယ်ဟိဆိုရင်တစ်ချက်စဉ်းစားပါ။ဟိုဘက်ကတ်ပေးမဲ့သူဒီလေအာ तू ကဒီမှန်မကွဲကတ်မှာ 2000 3000အာနာကုန်4000ရမယ်ပေါ့ဗျာအဲ့တော့ကိုယ့်ရဲ့ဖုန်းက10သိန်းတန်းလည်းဖြစ်ရင်ဖြစ်မယ်သိန်း20တန်းလည်းဖြစ်ရင်ဖြစ်ရင်ဖြစ်မယ်သိန်း30တန်းလည်းဖြစ်ရင်ဖြစ်မယ်အဲ့ဒီ4000 UV glass ကက်လိုက်လို့အဆင်မပြေရင်ဒီလိုပျက်စီးဆုံးရှုံးမှုတွေဖြစ်တဲ့ဖြစ်နိုင်တဲ့အတော့ဟိုဘက်ကတော့ဒါရော်ပြီးကျင်မှာရော်ပြီးလိမ့်မယ်ပေါ့ဗျာအဲ့တော့ကိုကကတ်တော့မဟိဆိုရင်ခုနဟာတွေဒါဒါတော့တည်တင်တယ်အဲ့တော့ကိုကအဲ UV မှန်ကွက်ကတ်တဲ့အချိန်မှာတိချာကြည့်ပေးတာမျိုးတော့မလိုလားတဲ့ပြဿနာတွေမဖြစ်အောင်လို့ ဒီ UB ကတ်တော့မယ်ဟိဆိုရင်တော့ခလုတ်တီးတို့ပော့တီးတို့ကိုအာကော်ကော်မိုးဝယ်တိတ်တီးဘာညာအာထိန်းခိုင်းပြီးတော့ကတ်ခိုင်းတာတော့ပိုအဆင်ပြေတယ်တေချာကတော့ဟိုဟိုတေချာ UB ကော်ကိုကျွန်းကျွန်းချင်းကတ်တက်တဲ့စိုင်မှာကတ်တာ ပူတည်ကြပါတယ်ကျွန်တော်တို့ဆိုရင်တော့အရှင်းပါတယ်ကျွန်တော်ကဟိုကျွမ်းကျင်တာမကျွမ်းကျင်တာမဟုတ်ဘူးကိုလည်းအဲ့ဒီဟာကြီးကိုမခံစားနိုင်တာအတွက်တော့ကြော်လဲမျောပေးနိုင်ဘူးလှုပ်လဲမလှုပ်ပေးနိုင်တာဖြစ်တဲ့ဆိုင်မှာတော့ UV မှန်မကွဲကိုမရောင်းတာပါဘာလို့ဆိုတော့ခုနကပြောသလိုပေါ့ဗျာအာ UV မှန်ကက်ကက်လို့ဟိုကိုကမျက်မဲ့ဟိဆိုရင်တော့ထားပါတော့9000တထောင်မြတ်တယ်ပဲထောင်တကယ်လို့အဆင်မပြေတဲ့တလုံးဖြစ်သွားတဲ့ဟိဆိုရင်တိမ့်ချပြီးကျွန်တော်တို့က risk မယူရတာဖြစ်တဲ့အတွက်ဆိုင်မှာတော့ UB core ကတ်တဲ့ကိစ္စမျိုးကို ဟိုမလုပ်ဘူးအဲ့တော့ကိုကတကယ်လို့ကတ်မယ်မဖြစ်မနေကတ်မယ်ဟိဆိုရင်လည်း UV ကတ်ထားတဲ့အဲကတ်လိကတ်ထားရှိရဲ့ကျွမ်းကျင်တဲ့ဆိုင်ဒီမှာကတ်တာပို့ပြီးတော့အဆင်ပြေပါမယ်ဟိုမကတ်ခင်မှာလည်းတေချာအ UV ကောရဲ့ risk တွေတိထားတဲ့ဟိဆိုရင်တော့တေချာပြောပါတော့အကော်ရီအပေါက်တွေထဲဝင်ပြဿနာရှိနိုင်တယ်ခင်ဗျားတို့တာဝန်ယူနိုင်လားတော့မေးလို့မရဘူးပြပြဿနာတာဝန်ယူနိုင်လားမေးရတယ်သူကလည်းမြက်တာမှ9000တစ်သောင်းမြက်တာလေဘယ်လိုလို့တာဝန်ယူနိုင်မှာတော့အဲ့တော့ အဲ့လိုတော့ပြဿနာရှိတယ်ကက်ရဲရင်လေကက်တော့က UV နည်းပညာမကောင်းတာတော့မဟုတ်ပါဘူး UV tempered glass ဒီကောင်းတယ်ကက်တဲ့နေရာမှာအစင်းပြပြကက်နိုင်တဲ့ဇိုင်းတာဝန်ယူမှုအာမခံမှုလို့ကတော့ပြောလို့မရဘူးဆိုကြပါစို့ဗျာဟုတ်ပြီမင်းဟာကိုငါတသိန်းပေးရမယ်ငါတိချာကောင်းအောင်ကက်မယ်ပြည့်ရင်လေးယုံမယ်ဆိုရင်တော့တမျိုးပေါ့နော်၃000ပဲတောင်းတဲ့ဇိုင်းမျိုး၄000နဲ့တောင်းရင်ဆိုပြောလက်ရကောင်းရင်တော့အရင်ကွက်ပါတယ်ဒါပေမဲ့ မလူလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်ဟိုကန့်နေကြတကယ်ကိုအချင်းချင်း UV ကောတုံးနေကြလို့ရှိရင်လေကိုကန့်နေကြဆိုင်လေးတွေကိုဒီ comment အောက်မှာညွှန်ပေးသွားပါအောင်အဲ့ဒါမှတည်ကြမှာပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့မျိုးမှာတော့ကျွန်တော်ကိုယ်တိုင်ခန်းစားရတာတစ်ပတ်အတွင်းမှာ၃လုံးရှိပါတယ်အဲ့ဒီခါနဲ့ပတ်သက်ပြီးလဲကျွန်တော် video လေးအေဟိုရိုက်ပြထားတာရှိရေပေါ့နော်ပြောရင်းလည်းမရဘူးဆိုတော့ notebook ပြုညီလေးတယောက်ဆိုလဲအတူတူပဲဒီနေ့ဝယ်သွားတယ် က UV camera glass တွားကတ်လိုက်တယ်အဲ့လိုပေါ့နော်အဲ့လိုကတ်လိုက်တော့ပြန်လာတယ်အကိုအဲ့လိုကြီးဖြစ်နေတယ်ဆိုတော့ကျွန်တော်ကရှေ့မှာသူ့ရှေ့မှာလည်းနှလုံးအဲ့လိုဖြစ်ပြီးပြီဗျာနှလုံးဖြစ်တော့အဲ့ customer တွေလည်းသဘောတော့ကောင်းရှာတယ်ဗျာသူကဝယ်တဲ့ဆိုင်ပဲပြန်လာတာဗျာကျွန်တော်တို့ကလည်းပြောတယ်မဟုတ်ဘူးကျွန်တော်တို့ကအာလုတ်ပေးလိုက်မှာဒီဟာကိုအဆင်ပြေအောင်ကောင်းအောင်လုတ်ပေးလိုက်မှာဒါပေမဲ့ကတ်ခဲ့တဲ့ accessory ရံကိုသွားပြော၃ရောင်သက်တိုက်ကြီးဖြစ်နေပြီလေဒီကတ်တဲ့လူကအဆင်ပြေတယ်ပဲထင်နေမှာပေါ့နော်သူအဆင်ပြေတယ် အဲသူတို့အဆင်ပြေတယ်နောက်လူလဲကတ်မယ်နောက်လူလဲကတ်မယ်ဆိုတော့ကျွန်တော်တဆိုင်နေတော့အဲ့လိုတပတ်တွင်းသုံးလုံးဖြစ်သွားတာဆိုတော့သွားပြောဆိုတော့၃ရောင်လုံးကလည်းတိတ်သဘောကောင်းပါတယ်မပြောပါဘူး။ဟာပြောလဲဘာရမှာတော့ဆိုပြီးကျွန်တော်တို့ပဲအဆင်ပြေအောင်လုပ်ပေးလိုက်ရတယ်။ဒါပေမဲ့ပြဿနာကတော့သူတို့ဖုန်းကြီးဗျာ၁၀သိန်းပေးရင်ပေးရမယ်၁၅သိန်းပေးရပြင်၁၂သိန်းပေးရင်ပေးရမယ်အဲ့ဒီဖုန်းကြီးကဒီနေ့ဝယ်ပြီးနောက်ရကြတော့ Note 14 Pro က Note 14 Pro Plus Core ကနောက်ဖုန်းပွင့်ပြီးတော့ဒီ Core တွေကိုဈေးပေးလိုက်ရတာဖြစ်တဲ့အတွက်က feeling out တယ်ဗျာကိုကိုကို user တယောက်အနေနဲ့ပေါ့အဲ့တော့အဲ့လို risk တွေ risk တွေရှိတာသိတယ်ဒါပေမဲ့ပြဿနာမရှိဘူးအာကျွန်တော်တို့ကတော့ UV တန်မှာကတ်မှာပဲအဲ့လိုဖြစ်လေအဆင်ပြေတယ်ဆိုရင်တော့ကတ်ပါဂျာထဲမှာအခြား choice အနေနဲ့ကတော့ jelly ရှိမယ်အာဒီမှန်ခုံးနေကိုလာတဲ့ tema glass full glue တွေရှိမယ်ဒါပေမဲ့ jelly ကြတော့လေအဲဒီ tema glass တို့ UV glass တို့လောက် အထီတော့အကျန်းတော့မခံဘူးအတမန်ငန်ရှင်ကတော့ခံနေပေါ့ဗျာဒါပေမဲ့ဗျာတကယ်လည်းပြောရရင် Note 14 Note 14 Pro Plus တွေကတော့သူကနဲ့သူအကျန်းခံနာဘာညာပါတာကိုအခုလိုဖြစ်တာတွေများလာတော့ကြတော့ကျွန်တော်ကတော့ပြောချင်တာကတော့ကတ်မဟိတ်ဆိုရင်စိတ်ချရတဲ့လက်ရစိတ်ချရတဲ့ဆိုင်မှာရွေးချယ်ပြီးကတ်ပါနောက်မို့ဆိုရင်တော့မလိုလား app ပဲကိုယ့်ရဲ့ဖုန်းကဒီတိုင်းနေရင်အကောင်းသားနဲ့နောက်ရကြရင်ဖွင့်လိုက်ပြီးတော့ကော်ရီစီးထုတ်လိုက်ရတဲ့အလုံးဖြစ်သွားမှာစို့လို့အဲ သတိပေးခြင်းဖြစ်ပါတယ်။ဗီဒီယိုလေးကိုဒီမှာလည်းနားပါမယ်။အားလုံးပိုင်းပိုင်ပါ။ Here we go.